ချက်တူချက်မှာကျွန်တော်တို့ပေါ့နော်ဒီအောင်မောင်ဂျော်ဒီလိုက်ပြီးကိုကြီးဆောင်ရွက်ပေးတာတော့ကျွန်တော်ညီမလူမျိုး9ဦးရသွားပြီပေါ့နော်အာ9ဦးရသွားပြီ9ဦးမှာကအာ2ဦးကတော့ပြီးခဲ့တဲ့ရက်ကပတ်စံထုတ်လိုက်တယ်ပေါ့နော်ပတ်စံ30ထုတ်လိုက်တယ်2ဦး30အဲ2ဦးကတော့ထုတ်သွားပြီပြီပေါ့နော်အာကျွန်တော်တို့သွားပေးတဲ့နေရာ9ဦးရှိတယ်ပေါ့နော်9ဦးမှာကအာ2 3ဦးကအာဒီငွေသားယူတယ်ပေါ့နော်2ဦးကတော့ဒါသူတို့ကဘန်နေရပြီးတော့ယူနေဆိုပြီးတော့ပေါ့နော်ဘန်ပြီးတော့လဲခိုင်းနေ ဖြစ်တဲ့အတွက်ထိုင်းစီဒီတတိပူရံလည်းလက်ရှိဖန်ဆီးခံထားရတဲ့အတွက်ပေါ့နော်အဲ့ဒါတတိလက်မှတ်ထိုးအဲချက်လက်မှတ်ရေးပေးမှလာဆိုတန်တွေကိုလွှဲပြောင်းပေးလို့ရမယ်အနေထားပေါ့နော်အောင်းမောတော့အဲလက်ရှိတော့၅ဦးထုတ်ဆောင်ထားတယ်ပေါ့နော်နှစ်ဦးကတော့ဗန်ထဲမှာကျန်နေသေးတယ်အဲကျွန်တော်တို့ WG အဖွဲ့ကတော့လုတ်ပေးနိုင်တာတော့ပေါ့နော်အောင်းမော ျွန်တော်တို့ဒီမှာတိုင်ကြားရတဲ့သူကျွန်တော်တို့အကူအညီတောင်းတဲ့သူပဲကျွန်တော်တို့လှုပ်ပေးလို့ရတယ်ဗျာဒါပေမဲ့ဒီထဲမှာမြန်မာလူမျိုးတစ်ယောက်40နီးပါးပါသွားရလို့ကျွန်တော်ကြားရှိတယ်ဗောနော်ကျွန်တော်သိတလားအတရားဝင်တဲ့လူရောတရားမဝင်တဲ့သူရောအယောက်40မိဘရှိရယ်ဒါပေမဲ့တကယ်တိုင်ကြားရတာလူကြီးရာကျော်30တော်မပြည့်ဘူးချင်းနေတယ်။ဒါကြောင့်လူကြီး30တော်မပြည့်ဆိုတော့တချို့လူတွေကျတော့ဒီမှာတယောက်တည်းနေတာတွေရှိတယ်။တချို့လူတွေကျတော့လည်းမြန်မာနိုင်ငံဟာသူမိသားစုတွေရှိရယ်ဗောနော်ဒီမှာဆက်သွယ်နေရတဲ့အပိုင်းတွေဖြစ်တာဗော။ အဲ့ဒါကြတော့ကျွန်တော်အချက်လက်ဒီမှာဒီအာနာပိုင်ဒီမှာဒီတစ်သေးလေးဒီမှာတောင်းရင်တို့ရေကမပေးတဲ့အဆိုင်ကြီးရှားရှိတယ်ပေါ့နော်အတူကအဲညမနေငံဘက်ကလည်းအများဆုံးဆက်သွယ်ပါလို့ပြောတော့လဲဆက်သွယ်တိုင်းအားနည်းမှုကြီးရှိနေတဲ့အတွက်ပေါ့နော်အဲချိတ်ဆက်မှုကြီးမရှိပါဘူးဒါပေမဲ့လူကြီးရတော့လူကြီးရအခုလောလောဆယ်လာ20ကျော်ကျော်လောက်ပဲကျွန်တော်တို့ရှားရှိထားပါတယ်ဘာလို့လဲဆိုတော့လူကြီးတိုင်ကြားထားတဲ့အထက်မှာပေါ့နော်ကျွန်တော်တို့အကူအညီတောင်းထားတာတော့16ဦးလို့တော့ကျွန်တော်တို့သိထားတယ် ျွန်တော်တို့ဖွဲ့စည်းအကူအညီတောင်းခံထားတာပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့အမြန်ဆုံးပြောင်းတော့ဒီအနာပိုင်းဖွဲ့စည်းနေတက်ဆိုင်ရာဖွဲ့စည်းနေချိတ်ဆက်ပြီးအကူအညီဆောင်ရွက်ပေးနေပါတယ်ဟုတ်တဦးနေရင်ပေါ့နော်လူတဦးနေရင်ကိုထိုင်းဘက်ကို၁၀သိန်းစီပေါ့နော်ထိုင်းစိုးရပေးတာမဟုတ်ပါဘူးဒါဘောရီဇက်ကယော်တဲ့ဟာဖြစ်တယ်ဘောရီဇက်ကပြောယော်တာအဲကျွန်တော်ဆက်လက်ပြီးတော့ပကံစခွန်ကပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်လှုပ်ဆောင်မှုရှိပါသေးတယ်ဒါပေးဆုံးမှုဆိုရင်ဒါထိုင်းဆိုရပကံစကောင်းပြီးတော့လိုက်မယ်ဆိုရင်တယောက်ဘတ်9သိန်းကြီးပါတော့ရရှိနိုင်သေးတယ်ပေါ့နော်နောက်ပြီးရင် ျွန်တော်ကတဘာဝဘေးရန်နေတယ်ဆိုဟောဘောတရားမြတ်တရေးပေါ့နော်တရားမြတ်တရေးရှင်းသွားပြီးတော့တယောက်ထိုင်းဘက်ငွေ2သိန်းပေးဖို့လဲဒါသူတို့ကဒီပြုတ်ထားပါတယ်အအောင်မောင်ကတော့တယောက်ကတော့သိန်း20နီးပါတော့ရရှိမယ်လို့ကျွန်တော်အနေနဲ့တွက်ထားတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဗျာဘာပြောချင်တာလဲဆိုရင်ကျွန်တော်အမြန်ဆုံးပေါ့နော်ညီမနိုင်ငံပြီးရောချိတ်ဆက်စေချင်တယ်ချိတ်ဆက်ပြီးတော့တက်ဆိုင်အောင်ဖွဲ့စည်းရှိကြပါတယ်ပေါ့နော်လူမှုကူညီပေးနေအောင်ဖွဲ့စည်းလည်းရှိပါတယ်ရှိနေတဲ့ ျွန်တော်တို့အဖွဲ့မှမဟုတ်ပါဘူးတခြားအဖွဲ့ကြီးတွေလည်းချိတ်ဆက်ရတဲ့လောက်လက်ကမ်းပြီးတလောက်ပေါ့နော်ချိတ်ဆက်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ရဲ့သေဆုံးသွားပြီမဲ့လဲထိုက်တင်တဲ့နစ်နာကြီးကျွန်တော်တို့ရဲ့အကျိုးခံစား권리တွေကိုရသိချင်တယ်ပေါ့နော်ကျွန်တော်ကဘာလို့လဲဆိုတော့သူများနိုင်ငံမှာတက်တချောင်းပေးဆုံးလိုက်ရပြီဆိုရင်ကျွန်တော်ထိုက်တင်တဲ့နစ်နာကြီးလေးတော့ရသိရရှိစီချင်တယ်ပြောပေါ့နော်သက်ဆိုင်ရာနီးစပ်ရာအဖွဲ့ကြီးတွေကိုချိတ်ဆက်ပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပြချင်တယ်ပေါ့နော်